ီပါတီတွေကဘလို့အရေးချင်းရှိလို့ပါတီအားလုံးအောင်ကျွန်တော်တင်ပေးတာ right ပါတီအားလုံးအောင်ဘလို့အရေးချင်းရှိလို့နောက် UEC ကရောဒီတိုင်းဒီတိုင်းလုံးကိုတို့ဟာတို့တို့ဘုံဘုံနဲ့တို့ခြုံမစမ်းသနိုင်ပြီလို့ UEC ကကိုကိုအားမခံနိုင်လို့အခုတို့မဟာသီးကသူများပေးတဲ့တဲ့ရင်နေနဲ့တက်ရောက်ကလုတ်ပြီးတော့အားချောင်းနေအောင်မဟုတ်ဘူး online အားချောင်းနေနော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကော်မရှင်ရဲ့ UEC နဲ့စစ်ကော်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုဝင်ရောက်ရွေးချယ်ခံပြီးအမတ်တွေကိုကြုံမျိုးမင်းမေးခွန်းထုတ်လိုက်ပြီးနိုင်ငံရေးတုံ့သက်ချက်တွေထဲမှာမပူတူမဟာသွေးတာလျင်အတော်ဆုံးဆိုတဲ့မပူတူမဟာသွေးရဲ့ရုပ်တံတွေကိုပါတင်ဆက်ပေးလိုက်ပြီးမို့အဆုံးထိနာဆင်ဝေဖန်တုံ့သက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒီပါတီတွေကဘလို့အရေးချင်းရှိလို့ပါတီအားလုံးကျွန်တော်တင်မေးတာ right ပါတီအားလုံးကဘလို့အရေးချင်းရှိလို့ UEC ကရော ီတိုင်းပြည်တကြီးလုံးကိုသူတို့ဟာသူတို့သူတို့အုံအောင်နဲ့သူတို့ခြုံကိုစဉ်းစားနိုင်ပြီလို့ယူရေးစီကကိုကိုကအမှခံနေလို့လားအတိတ်တော့နည်းနည်းဒီကောင်မရရတော့ပြောနေတယ်အတဲ့ပဲမိတယ်ခါတော့တကယ်ပေါ့လားခင်ဗျားတို့ရရဆိုလုပ်ကြည့်ဖို့ခါတော့လုပ်ကြည့်ဘာမှအကုန်လုံးကဘာလဲဆိုတော့ကိုထင်အောင်ကိုဆိုင်ကိုလို့ထင်အောင်ကိုလျှောက်လို့ခင်ဗျားအကုန်လုံးကလေကိုတို့စီဝါနေပဲခေါင်းဆိုင်တက်တယ်ပြီလုပ်မရတဲ့လူကြီးပဲဘယ်ကောင်မှတိုင်းပြည်နဲ့တော့ကြည့်ရအောင်ဆိုတာခါရှာရှာပဲအဲ့တော့နိုင်ငံပါတီဒီပါတီတွေအကုန်လုံးကျွန်တော်ယုံကြည်မရှိဘူး ကောတဘိုးတမဲကိုတို့ကိုရကိုလို့ချာကိုလျှောက်လို့ရတာကြီးပဲအလကားဟွာနေပဲဆိုတော့ကျွန်တော်ကတော့ဒါကြောင့်ပါတီတွေကိုကြည့်ပြီးတော့နိုင်ငံရေးပါတီဥက္ကဋ္ဌတွေဟုတ်လားနိုင်ငံရေးပါတီရဲ့ကိုယ်စားလှယ်လုံးမဲ့သူတွေဒီစီစီစီအေးစီတွေအဲ့လိုတွေကတကယ်ရောခင်ဗျားတို့နိုင်ငံရေးနဲ့ပတ်သက်လို့နိုင်ငံတကာနိုင်ငံတည်ဆောက်မှုနဲ့ပတ်သက်လို့လုံလောက်တဲ့ဘုံတော့အရေးသွေးပြည်အားရဲ့ချင်းတင်ယူမှုလေးလာမှုစိတ်ဆိတ်တာအကုန်လုံးအစင်းတဲ့ဖြစ်ပြီလားဘယ်စားဘယ်စားမျိုးပဲမှဖြေထားရလိမ့်ခင်ဗျာကြော်ကြီးဖြုတ်ပြီဘယ်အောင်စားဘဲဖြေထားပြီ ြကြည့်ပါဦးခင်ဗျားတို့ဘယ်တန်တန်းနေဘယ်စာအုပ်ပဲပြီးလို့ဘယ်နေရာနေခင်ဗျားတို့တိမပြုတ်ပြီးလေဆိုင်ကသမားမနက်ဖြန်မနက်ဖြန်အဲ့ပါတီဟိုလိုက်သွတ်တော်မှဖြစ်ရင်ဖြစ်သွားနေတယ်ခင်ကြီးမှာခင်ဗျားတို့ကဘယ်ဟာနဲ့တော့ဖြစ်မှာနိုင်ငံရေးပါတီနိုင်ငံရေးပါတီအရာလားအရာလို့ခင်ဗျားနိုင်ငံရေးပါတီဒီတိုင်းမှာအကုန်အခွင့်အူကနိုင်ငံရေးပါတီဆိုခွင့်အူကသူပညာရှင်ဆိုအခွင့်အူကအစိုးရဆိုခွင့်အူခွင့်အူကစဉ်းစားကြည့်နော်ဗိုလ်ချုပ်သားသမီးဆိုခွင့်အူကစစ်စစ်တပ်ဗိုလ်ချုပ်တွေသားသမီးခွင့်အူကအစိုးရဝန်ကြီးသားသမီးခွင့်အူကမီဒီယာတွေညောင်းနေပါ ီတိုင်းပြီးဖြစ်နေတာနော်ကျွန်တော်ဒဲ့ပြောနေတာခင်ဗျားတို့အားလုံးဒဲ့ပြောနေတာအဲ့ဒါကိုခင်ဗျားပြည်သူတို့မလေးစားတဲ့အစိုးရပြုတ်ကိုကြတယ်ဆိုတာမှန်တယ်ပြည်သူတို့မလေးစားတဲ့အစိုးရပြည်သူလည်းဘာမှမလေးစားဘူးပြည်သူတို့မလေးစားတဲ့အဖွဲ့အစည်းပြည်သူလည်းမလေးစားဘူးရှင်းတယ်အဲ့သူမလေးမှမလေးစားတာဘာလို့လေးစားမလဲပါတီတွေဟာအစ်တန်းရှိရလားဆိုရင်မေးခွန်းငါတို့မဲထက်ရတော့တဲ့အစီအစ်တန်းမျိုးဒီကောင်တွေမှာရှိနေလို့လားဆိုတော့မေးခွန်းခဏခုတည်းကပြည်သူတို့ကမေးခွန်းထုတ်ထားတော့အဲ့တော့ခင်ဗျားတို့အတွက်ကိုကာကွယ်ပေးဖို့မရှိဘူးတိကျကာကွယ်မပေးဘူးခင်ဗျားတို့လည်းကာကွယ်မပေးဘူးနိုင်ငံလည်းနိုင်ငံကိုလည်းသူတို့ကနိုင်ငံချစ်ရအောင်လည်းမသိဘူး နိုင်ငံလည်းကောက်ကောက်ကောင်းဝင်မသိဘူးကြက်ကောင်းဝင်မသိဘူးခရီးတော်လည်းမကောက်ဝင်ဘူးသူတို့ကသူတို့လည်းဘာကောင်းနေမှမသိဘူးခုချိန်ကြီးလည်းဘယ်ကောင်းဘာကောင်းမှခုချိန်ကြီးသူတို့ပါပါသူတို့ရဲ့ဟိုကမပြတ်ဆောင်ပြနိုင်တာအဲ့လိုနိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကမဲပေးရမှာလားဆိုတော့မင်းကိုခရီးတော်စစ်သားကိုညှိလို့လားအဲကျွန်တော်မဲပေးတော့ပေးရမယ်ဒါပေမဲ့ပေါ့လို့ပဲသားနိုင်ငံရေးသမားတွေကိုကျွန်တော်တို့မဲပေးမိရင်ကျွန်တော်တို့နောက်တစ်ခေါက်စိတ်ဆင်းရအောင်ငါးနှစ်လောက်စိတ်ဆင်းရအောင်အဲ့စိတ်မဆင်းရအောင်ဂူရရနိုင်ငံရေးပါတီတွေတေချာလေးလာပါဆန်းစစ်ပါကျွန်တော်ကအနာနီလာလေးလေးဘယ်ပါတီအဖြစ်တော့ကျွန်တော်တွဲပါ ပါတီတို့ရှိနေမဲ့တိုက်ကျွန်တော်ကောင်းကောင်းပြောအဲ့ပါတီတွေကျွန်တော်ထည့်ရတွေ့မှာရေကောက်ဝဲနီလာတွေတွေ့ပြီပါတီတွေအဲ့ပါတီကဘဲကိုစတဲ့လောင်းဘဲပါတီမင်းမပေးဘူးကျွန်တော်ကျွန်တော်မပေးဘူးဆိုတာကိုကျွန်တော်ပြောမှာသူများကလည်းတော့ပြည်သူလူမပြောဘူးဘဲပါတီကတော့ကျွန်တော်လုံးဝမင်းမပေးဘူးဘဲပါတီကျွန်တော်လုံးဝတောင်းထောက်ကံမအောင်ဘူးအဲ့လိုကျွန်တော်နာမည်တိုက်ပြီးကျွန်တော်တွေ့မှာအားရအနန္တနီလာပါတီကိုတကယ်ပြောတာကျွန်တော်ကြိုးပြောတာကုရေခရိုက်နိုင်ငံပါတီဓမ္မနိုင်ငံသမားတွေနာညောကြည်တာပါပဲကျွန်တော်မြို့နယ်ကျွန်တော်နေတဲ့မြို့နယ်မှာသာမဲကြွေးမဲ့ပါတီကိုကိုကကိုစူးစမ်းပြန်ထားကြပြီခင်ဗျားတို့တကယ်ပြောတာကျွန်တော်ကြည် မင်္ဂလာပါကိုရီသွေးပြီးခုံလာစားတာနော်ဒီနေ့25 17လပိုင်း9ရက်နေ့ချင်းပြည်ဖလန်းမြို့နယ်ဝေဘူးလားမြို့ကိုမြမတပ်မတော်က ပြန်လဲထိချုပ်ပြီးနိုင်ငံတော်လန်လွှင့်ထူထားပြီးအောက်စီအောင်ပေါင်းနဲ့အောက်လန်လွှင့်ထူထိုင်းပြီးဖြစ်ပါတယ်ကျမကြိုပြောခဲ့တယ်လေကျမမဘုဒ္ဓမဟာသီးဂျိုးပြီးတုံသက်ခဲ့တယ်2025ဆေးလပိုင်းမှာဆေးလပိုင်းမကုန်ခင်မှာငူကို ကြောင်မဲ့တီဘောတမတော်ကပြန်ပြီးထဲချုံနိုင်လိမ့်မယ်2025 17စက်တလပိုင်းဒုတိယပတ်နဲ့တတိယပတ်မှာချင်းပြင်းတဲ့ဖလန်းမျိုးမှာတမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်လို့ကျွန်မကြိုပြီးသုံးသပ်ခဲ့တယ်လေအချိန်တိကျနဲ့တော့အချိန်တော့မလွဲစေရဘူးလာရှိုးတော့လည်းဒီလိုပဲလာရှိုးနဲ့ပတ်သက်လို့လူတွေအများကြီးသတင်းတွေအများကြီးပြောကြတယ်အဲ့ဒီထဲထဲမှာမှ လာရှိုးကို2025 မေလာမတိုင်ခင်တော့မို့မေလာကောင်မှတက်မတော်ကပြန်ပြီးထိချုံနိုင်ခဲ့မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမမဘုဒ္ဓမဟာသွေးရှိသေးတယ်အခုအနောက်25ဇက်တလပိုင်းမကုံခင်မှာတက်မတော်ဒီနဘူလန်ထိခိစကန်နေဆက်ကုံသွဲရေခိပြန်ပြီးလဲပတ်နိုင်လိမ့်မယ်ထိခိမော်တော်နေဆက်ကုံသွဲရေကိုထိချုံနိုင်မှုအတွက်တနေ့လာရင်တိုင်းထဲမှာမြန်မာတက်မတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ် ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ထိန်ချုံကံပိုက်တွေထူးစီးပွားရေးဆုံးအဲ့ဒီပပက်လယ်မှာတမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်မူဇယ်တရငါးမိုင်နေဆက်ကုံတွေရေးကိုပြန်လဲထိန်ချုံနိုင်ဖို့အတွက်အဲ့ဒီလမ်းကြောင်းတစ်လျှောက်နော်လောက်ကန်ရနေလောက်ကန်နေဆက်ကုံတွေစခန်းရန်လုံကျိုင်းတောက်လျှောက်တမတော်ရဲ့အောင်ပွဲသတင်းတွေကြားရလိမ့်မယ်အခု2025ဆန်းလာပိုင်းမကုံခင်မှာအေယော်ရီတိုင်းညောင်တုံးမြို့မှာရှိတဲ့ရွှေတုံးအင်ဂျင်စီမံကိန်းကိုမြမတမတော်က တမရိုကြီးကကျမတို့ချက်တော်နိုင်ငံခေါင်းဆောင်တွေကအကောင့်ထဲပေါ်နိုင်ပေးလိမ့်မယ်။ရှမ်းပြည်နယ်တောင်ကြီးအင်းလီညောင်ရွှေပိုင်းရှိတဲ့ပင်ပတ်တံပတိဆက်ယုံအောင်လည်းလွှဲထုတ်နိုင်လိမ့်မယ်။နော်စီရင်နိုင်ငံရေးသုံးသက်တယ်ဆိုတော့အဲ့လိုသုံးသက်ရတယ်။မဘုဒ္ဓမဟာသီးကသူများပေးတဲ့တည်နေနဲ့တက်ရောက်ကလုပ်ပြီးတော့အာချောင်းနေအောင်မဟုတ်ဘူး။အွန်လိုင်းအာချောင်းနေနော်။ ကျမရဲ့ဗီဒီယိုပိုင်းလေးကိုဖျက်ညက်ကလုပ်နေတဲ့ online အားဆောင်လေးကိုတတိပေးတာအရှိပြည်တွင်းမှာကိုပြည်ပမှာကိုနိုင်ငံရေးလေးလာသုံးသပ်နေသူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးစီးရီကိုအချိန်အတိကျနဲ့မှန်အောင်သုံးသပ်နိုင်တဲ့လူပဲနေရောက်ရှိတယ်ပဒကြီးပြည်တေကနီးနေတဲ့ဟိုဦးတန်းစိုးနိုင်တို့ဦးချင်းမင်းတို့ဒေါ်မီမီဝင်းပါတို့ဒေါ်လှကျော်စိုးတို့တို့သုံးသပ်တာဘယ်နှခါမှန်းဘူးလဲအခု နိုင်ငံရေးအခင်းကျင်းတော်မှာ2021နှစ်လပိုင်းမှာတမရောကပုံမှန်လေးတက်ခွန်ရကလုံးခေါ်ပြီးပုံမှန်လေးတက်ရှိရအာနာသိမ့်လိမ့်မယ်အာနာထိမ့်လိမ့်မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမအဲ့ဒါမှဘုဒ္ဓမဟာသွေးလို့ခေါ်တယ်ဂုံဆိုတာအဲ့လိုစာရတယ် မြောက်လိုင်းကနူကလီးဆွမ်းရင်အကောင့်ထဲပေါ်ရေးအတွက်ဝင်ကြီး၁၃ဦးပါအမျိုးသားကော်မတီဖွဲ့စည်းပြီးလိုအပ်နေသည့်ရန်ပုံငွေနှင့်ဗန္ဓာရေးအရင်းအမြစ်များကိုရှာဖွေနေမြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်ကောင်းဆောင်မြောက်လိုင်းကနူကလီးဆွမ်းရင်အကောင့်ထဲပေါ်ရေးအတွက်ဝင်ကြီး၁၃ဦးပါအမျိုးသားကော်မတီဖွဲ့စည်းပြီးလိုအပ်နေသည့်ရန်ပုံငွေနှင့်ဗန္ဓာရေးအရင်းအမြစ်များကိုရှာဖွေရန်တတ်မှတ်လှုပ်ဆောင်နေကြောင်းစစ်တပ်ကထုတ်ပြန်ထားသောပြန်လည်အရာသိရှိရသည် မင်းအောင်လိုင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောအမျိုးသားအဆင့်နျူကလ িয়ার စွမ်းအင်အကောင့်ထယ်ဖို့ရေးဥဆောင်ကော်မတီကိုဩဂုတ်လ15ရက်နေ့တွင်ဖွဲ့စည်းလိုက်ပြီးရင်းကော်မတီတွင်ဝင်ကြီး73ဦးကိုအဖွဲ့ဝင်များအဖြစ်သတ်မှတ်တာဝန်ပေးထားကြောင်းသိရှိရသည်အဆိုပါနျူကလ িয়ার စွမ်းအင်ကော်မတီကမြန်မာနိုင်ငံတွင်နျူကလ িয়ার စွမ်းအင်အစီအစဉ်များစတင်နိုင်ရေးဦးစီးဆောင်ရွက်ခြင်းနျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်ထယ်ဖို့ရာတွင်ဥဆောင်မှုပေးခြင်းနှင့်လိုအပ်သောညွှန်ကြားချက်လမ်းညွှန်ချက်များထုတ်ပြန်ခြင်း နျူကလ িয়ার စီမံကိန်းများအကောင့်ထက်ဖို့ဆောင်ရွက်နှင့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုစောင့်ကြည့်စစ်ဆေးခြင်းနှင့်လမ်းညွှန်ပေးခြင်းနျူကလ িয়ার အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနှင့်နျူကလ িয়ার စီမံကိန်းအတွက်ဗန်ဒါငွေရရှိနိုင်မည်အရေးမြင့်များရွေးချယ်သတ်မှတ်ရေးတို့ကိုဥဆောင်ခြင်းတို့ပါဝင်ကြောင်းသိရှိရသည်ထို့ပြင်မင်းအောင်လှိုင်ဥဆောင်သောနျူကလ িয়ার ကော်မတီကလုပ်ငန်းကော်မတီတရက်ကိုထပ်မံဖွဲ့စည်းထားပြီးတိတ်ပနှင့်ဤပညာဝန်ကြီးကိုဥဆောင်ခိုင်းထားသည် 2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံတွင်ရုရှားကမက်ကဝတ်တရတဆက်အသေးစားနျူကလ িয়ার တပ်ပေါင်းမှုကိုတိဆောက်ရန်နှင့်အဆိုပါတပ်ပေါင်းမှုကိုမက်ကဝတ်330အထိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်ရေးနျူကလ িয়ার တပ်ပေါင်းမှုအဆင့်တိုးမြင့်နိုင်သွားရန်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည် နျူကလ িয়ার တပ်ပေါင်းဖို့စီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လွှာသဘောတူညီချက်ကို Rosetta ညွှန်ကြားရေးမှူးချုပ် Oaxel Lakachin နဲ့မြန်မာနိုင်ငံသိပ္ပံနှင့်ဤပညာဝန်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည့်ရုရှားကနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ရေးနှင့်လက်ပတ်ရေးတို့ကိုရုရှားပညာရှင်များနဲ့အတူမြန်မာနိုင်ငံမှစစ်အရာရှိများကိုပူးတွဲတင်ကြားပြသပေးသွားမည်ဖြစ်ပြီးစစ်အုပ်စုကနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်မှုအဆင့်လိုက်ခြင်းစီအတွက်စစ်အုပ်စုက Rush အာထန်တို့ငွေကြေးပေးချေရမည်ဖြစ်ကြောင်းသိရှိရသည် မင်းအောင်လိုင်းဤယခုနှစ်စက်တင်ဘာလရုရှားခီးစဉ်တွင်မြန်မာနိုင်ငံတွင်အငြေစားလျက်စစ်တပ်အားပေးဆက်ယုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအဆောက်အဦးလူဆွမ်းအားအရင်အမြင့်များနှင့်အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်ဝါရှင်တန်တို့ကတက်နိုင်သမျှဆက်လက်ကူညီပေးပါရန်မင်းအောင်လိုင်းကရုရှားအစိုးရကိုမြစ်တာရက်ခံခဲ့သည်